ရပိုင်တွင်ထက်လာနိုင်သည့်နောက်ဆက်တွဲပြင်အပြင်ကလေးဟာဆိုရင်မှ60ကျော်ရခိုင်နှုန်းမှာရှိနေကြောင်းမြင်းကလေးတရေမြောက်စင်တာကအရေးပေါ်သတိပေးချက်နဲ့ဝင်းတိုက်တော့မဲ့မုံတိုင်းမိုးကြီးရေကြီးတတိထားရတော့မဲ့အခြေအနေကိုပညာရှင်များရဲ့သုံးသပ်ချက်ကိုကူကပြီးပြည်သူတွေကိုအရေးပေါ်သင်စာပေးပါမယ်မိဘပြည်သူများခင်ဗျာနောက်ဆက်တွဲကလေးဟာတဖြည်းဖြည်းနဲ့အင်အားကြီးလာတာကိုဒီရဲ့ပိုင်းမှာသတိထားမိကြပါပါ ။တနေ့ကဆိုရင်လည်းမန္တလေးတိုင်းဒေသကြီးမှာအင်းအားငရတမခနဲ့မဂနီချူနဲ့လာရောက်သွားခဲ့ပြီးတော့မင်းညာကဆိုရင်လည်းရခိုင်ပြည်နယ်မှာအင်းအားငရတမအထက်နဲ့လေရတမအထက်နှစ်ကြိမ်တိတိလာသွားခဲ့တာကြောင့်တနိုင်ကလုံးဝပြည်သူတွေဟာစိုးရိမ်ခဲ့ရပါရီ။ငလင်တွေဟာသူဖြစ်စီနဲ့အင်းအားကြီးလာတာဖြစ်တဲ့အတွက်မြင်းငလင်တွေများစင်တာကတော့ဒီအပိုင်းမှာအင်းအားငရတမအထက်တွေထက်မှလာရောက်နိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ဂျိုးသင်းစီစဉ်မှုတွေလုံးဆောင်ထားကြဖို့ကိုသတိပေးထားပါရီ။ မန္တလေးမြို့မှာလည်းတနေ့ကလာခဲ့တဲ့အင်အား၅ရက်သမခနှစ်အဆင့်ရှိတဲ့အတန်တစ်အမြင်ကလေးကြောင့်တချို့သောတိုက်တာတွေအကွယ်မှုတွေရှိနေတာကြောင့်ပြည်သူတွေဆက်လက်ပြီးတော့ခံခဲ့မှုမရှိတဲ့တိုက်တာတွေမှာမနေထိုင်ကြဖို့တော့အရေးပေါ်ပဲသတိပေးထားရကိုလေးတွေ့ရပါရီဒီနှစ်ကုန်ပိုင်းလောက်ထိကိုကလေးတွေကဆက်လက်ရှိနေသေးမှာဖြစ်တဲ့အတွက်ပြည်သူတွေကယူဆိုင်ကြပါမုံရင်းတရင်းကိုအရေးပေါ်ပြန်လည်တင်ဆက်ပေးပါမယ်မီလာ၂၀နီမှာတော့ဘင်္ဂလားပြည်လော်နောက်တောင်ပိုင်းသမီးနာရူပြည်နယ်ကမ်းခြေနီမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေက တရားရခိုင်နှုန်းရှိမှဖြစ်ကြောင်းမလို့သာပညာရှင်ဦးဝင်းနိုင်ကဆိုပါရီမီလာ23နဲ့23ရက်နေ့အထိမှာတော့80ရခိုင်နှုန်းအထိမုံတိုင်းဖြစ်နိုင်ကြီးကရော့ချလာမှာဖြစ်ကြောင်းမလို့သာပညာရှင်ဦးဝင်းနိုင်ကပြောပါရီအဲ့ဒါကဘင်္ဂလားပင်လောအနောက်တောင်ပိုင်းပါဒါပေမဲ့အခု ECMWF AI focus နဲ့ GFS model တွေမှာတော့ရဝေခမှန်ချက်အနေနဲ့မီလာ26ရက်နေ့ကနေစတင်ပြီးတော့ဘင်္ဂလားပြည်လောအရှေ့လေးပိုင်းနဲ့မြောက်ပိုင်းတို့မှာ ဆိုင်ကလုံးမုန်တိုင်းစတင်ဖြစ်ပေါ်လာမှာဖြစ်ကြောင်းပြည်သူတွေကိုဘလို့သောပညာရှင်ဦးဝင်းနိုင်ကအရေးပေါ်ပဲသတိပေးထားရီဒါကရဝေခမန်းချက်မှုဒီကြားထဲမှာလေးဆက်လက်ပြီးတော့ update တွေပြည်သူတွေကိုသတိပေးသွားမယ်ဆိုပြီးတော့ဘလို့သောပညာရှင်ဦးဝင်းနိုင်ကဆိုပါရီဒီမေလာ20နေ့မှာဖြစ်ပေါ်ဖို့တော့တရားရခိုင်နှုန်းတိချနေတဲ့လီဖီအာနဲ့ရဝန်ဟာဆိုရင်တော့ဖြစ်ရဝန်ကလေးဘိုင်းနဲ့အထက်ပိုင်းဒေသများအထိအနောက်တောင်မုတ်တုံလေးဝင်ရောက်လာခြင်းကိုသွားပြီးတဲ့စစ်စတန်ဒါဖြစ်ကြောင်းသိရပါရီ ဒါကြောင့်မလို့မလို့သာခမ်းမချက်အနေနဲ့ကတော့အကောင့်တောင်မုတ်34ဟာမြဝချမော့အထိဝင်ရောက်ပြီးဖြစ်၍ရောင်းနေတဲ့တောင်ပိုင်းဒေသများဖြစ်တဲ့ဘူတိုင်း၊အေရီတိုင်း၊ရန်ကုန်တိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊သလင်းတိုင်တိုင်းတို့မှာတတော်လေးကိုမူကြည့်ပြီးတော့ရည်ကြီးရှမ်းမှုတွေဖြစ်ပေါ်နိုင်ကြောင်းလေးပြရပါရီ။ကျန်တိုင်းဒေသအားလုံးမှာလေနော်ပြည်နယ်အားလုံးမှာလေမီလာ23နေ့ကနေစတင်ပြီးတော့မိုးတင်းတင်းမှမိုးကြီးတဲ့ကြောင်းပြရပါရီ။မနေ့ကဆိုရင်လေရှမ်းပြည်နယ်ကလောနဲ့ကျွန်တော်တို့နေပြည်တော်မှာ မိုးအကြီးကျယ်ရွာပြီးတော့ရေကြီးရှမ်ဖူးတွေများစွာဖြစ်ပွားခဲ့ပြီးပြည်သူပေါင်းเนาะထောင်ပေါင်းများစွာဒုက္ခရောက်နေကြကြောင်းလေးသိရတယ်။ဒါကြောင့်ပြည်သူတွေမြောက်နေကမှာအနောက်တောင်မုတ်တုံလေးစတင်ဝေရောက်မဲ့အချိန်ကစတင်နေပြီဖြစ်တာကြောင့်ဒီကြားထဲမှာပြည်သူတွေယူဆိုင်ကြဖို့တော့အရေးပေါ်ပဲတိုက်တွန်းပြားစီပါ